စမ်းမယ်ကင်မရွန်မဲကြီးတရားသူဤဖက်နဲ့တစ်ဖက်မိသည့်နေရာတွင်ကြံခဲ့ကြောင်းစဉ်းစားလို့မရဖြစ်နေရရှာသည်ဒီအတွက်ကြောင့်သူအတော်ကို စိတ်ညစ်နေပုံရနေတယ်ဘလို့မှစဉ်းစားလို့မရတဲ့နောက်ဆုံးအကောင်းဆုံးနိလန့်ဖြစ်ဖះเจ้าတဲကိုသွားပြီးတင့်တော်ရဖက်နဲ့တရားငါခိုးအောင်မဟဲ့ဆိုပြီးစိတ်ပိုင်းဖြတ်လိုက်တာဖះเจ้าရှိရအရက်ကိုဦးတီထွက်သွားလိတော့သည် ဖះချောင်းတွင်တဲ့သူရောက်တော့တရားဟောဆရာကပြည့်ညတ်တော်ဆေပါအကြောင်းကိုဟောပြောနေခြင်းနဲ့စုံစည်းနေမိတော်သည်မဲကြီးကလည်းတင့်တော်ရဖက်နဲ့ကိုရှာဖွေနေရင်ဆရာတော်ရဲ့ဖះဟောတန်တွေကသူ့ရဲ့နားထဲစိတ်ဝင်လို့နေတယ်ဒီလိုနဲ့တရားဟောဆရာကပြညတ်တော်ဆေပါအကြောင်း ဟောပြောအပြီးဖះချောင်းဆင်းတော်မဲကြီးကဆရာတော်နားသွားပြီး တရားဟောဆရာအနှုတ်ဆက်လိုက်တာကျွန်တော်ရိုးသားစွာဝန်ခံရမယ်ဆိုရင် ကျွန်တော်ဖက်နှက်ပြောက်သွားလို့ဖက်နှက်တရံခိုးဖို့အတွက်ဒီဖျားเจ้าကိုကျွန်တော်လာခဲ့တာပါဒါပေမဲ့ဆရာတော်ရဲ့ခရားဟောချက်တွေကြောင့်ကျွန်တော်စိတ်ပြောင်းလဲသွားခဲ့ရပါတယ်ပြီးတော့ဆရာကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဘာကြောင့်ဆိုအခုကျွန်တော်ဖက်နှက်ခိုးစရာလည်းမလိုတော့ဘူးဆရာတော်ဟောတယ်ပြုတာမယားအိညာမပြစ်မယားဆိုတဲ့ပညာချက်လည်းကြားရောကျွန်တော်ဖက်နှက်ဘယ်မှာမိကြံခဲ့လဲဆိုတာချက်ချင်းကျွန်တော်သတိရသွားတာကျေးဇူးပဲဆရာရဲ့ မိုးလေးမချုပ်တော့ကျွန်တော်လဲကိုလက်အင်ကိုသွားပြီးဖက်နှက်ပြန်သွားယူလိုက်အောင်မယ်ဗျို့ဆိုကအတင်းအုပ်ဆရာအားပြောလိုက်ရင်သူဤခေါင်းထဲ၌လေဒီကောင်အပြင်ကပြန်မလာခင်ငါဖက်နှက်အမြက်ပြန်ရမှဖြစ်မယ်ဆိုပြီးတွေးတော့ကကိုလက်ဤအင်ရင်ွဲ့မိမ့်မှစီတုတ်ချစ်တင်ထွက်သွားလိတော့သည်